ခုတလောပင်စင်စားတွေကိုပင်စင်လက်စာတိုးပေးမယ်ဆိုတဲ့သတင်းတွေအစိုးရသတင်းစာတွေမှာရောဂျာနယ်တွေမှာပါသတင်းတူတစ်ပုဒ်အဖြစ်ဝေးဝေးဆဆဖော်ပြထားတာကိုဖတ်မိပါတယ်ဒီသတင်းကိုဖတ်ရတော့ကျွန်တော်ကကုခန်စာချက်နဲ့ကိုမပြုံးပဲနဲ့လုံးကွဲရခြင်းစိတ်ပေါ်လာခဲ့ပါတယ်အခုခင်မှာတော့ပင်စင်ပဲဆိုဆိုအငိမ့်စားပဲဆိုဆိုလူတိုင်းကသဘောပေါက်ကြပါတယ်ကျွန်တော်ကတော့1989ခုနှစ်ဇန်နဝါရီလကစပြီးအငိမ့်စားပေးခြင်းခံခဲ့ရပြီး ပင်စင်လာစာရရှိခဲ့ပါတယ်။စုချင်းငွေအပြည့်မရခဲ့ပါဘူး။ဆရာခိုင်နှုံးကြော်ကြော်လောက်ထက်တော့ချင်းခံရပါတယ်။အငိမ့်စာလာစာကတော့တလားကိုကျပ်သုံးဟာကြော်ကြော်လောက်ရပါတယ်။အဲ့ဒီချင်းကစပြီးကျွန်တော်ရဲ့အငိမ့်စာလာစာကိုကျွန်တော်ရဲ့မူလဗန်ဝေစင်းကပဲတလားကိုတစ်ချိန်တစ်ခါတလေသုံးလားတစ်ချိန်ထုတ်ခဲ့ပါတယ်။ပင်စင်ဥပဒေအရငိမ့်စာလာစာမထုတ်ပဲတစ်နှစ်ပြတ်ကွက်လို့မရပါဘူး။ပြတ်ကွက်တာနဲ့အကျိုးအကြောင်းခိုင်လုံစွာဖော်ပြပြီးမှ ြန်လည်ထုတ်ယူ권ရပါတယ်။အငိမ့်စားလစာထုတ်ယူဖို့အတွက်လစဉ်တက်မှတ်ထားတဲ့ပုံစံမှာဖြည့်ပြီးဘဏ်ကိုတင်ပြရပါတယ်။လိုရိုးလုပ်စဉ်အလုံးမှုအခက်အခဲမရှိပါဘူး။အငိမ့်စားပေးခြင်းခံရတဲ့အချိန်ကစပြီးအငိမ့်စားလစာငွေကို1989ခုနှစ်ကတည်းကပုံမှန်ထုတ်ယူခဲ့ပါတယ်။1989ခုနှစ်ဇူလိုင်လအထိပေါ့။အဲ့ဒီလ20ရက်နေ့မှာကျွန်တော်ကိုနိုင်ငံရေးကိစ္စနဲ့ထောင်သွင်းအကြိမ်ချခံခဲ့ရတာ1995ခုနှစ်ဖေဖော်ဝါရီလအထိပါ။ ဒါကြောင့်ကျွန်တော်ရဲ့အငိမ့်စားလစာထုတ်ယူခွင့်ပုံစံကိုလည်း1989ခုနှစ်ဇူလိုင်လကစပြီးပုံစံဖြည့်ဆွက်လက်မှတ်ထိုးပြီးဘန်ကိုတင်ပြရတဲ့အလို့ကြက်ကွက်ခဲ့ပါတယ်။ပုံစံမတင်တော့အငိမ့်စားလစာမရတော့ဘူးလေ။ဒါရဲ့အပြည့်မဟုတ်ပါဘူး။ကျွန်တော်ရဲ့ကြက်ကွက်မှုဖြစ်လို့ဘသူမပြုမိမိမှုလိုပဲသဘောထားခဲ့ပါတယ်။ဒီတော့ကျွန်တော်နဲ့နိုင်ငံတော်ကချီးမြှင့်တဲ့အငိမ့်စားလစာကိစ္စဟာနိုင်ထီတန်ဒီပေါ့။ပြီးဆုံးခြင်းကိုရောက်ခဲ့ပြီပေါ့။ဒါပေမဲ့ကျွန်တော်ဟာ 1989ခုနှစ်ထောင်ကျတဲ့ကာလအထိစီးပွားရေးလုပ်ငန်းတွေအောင်မြင်ခဲ့တော့ဝတ္ထုပစ္စည်းချို့စုမိဆောင်မိရှိခဲ့ပါတယ်။ဒါပေမဲ့ဇနီးဒီကကျွန်တော်စီးပွားရေးကိစ္စတွေစက်မလုပ်တဲ့တော့ကျွန်တော်ထောင်ကျတဲ့9နှစ်ခွဲကာလမှာရှိသမျှကိုထူခွဲရောင်းချပြီးမိသားစုနဲ့ကျွန်တော်အတွက်လိုအပ်ချက်တွေဖြည့်ဆည်းပေးခဲ့တယ်။1995ခုနှစ်ဖေဖော်ဝါရီလမှာထောင်ကလွတ်လာတဲ့အခါနဝတအစိုးရရဲ့တကားဖွင့်စီးပွားရေးဝါဒဟာကျွန်တော်တူးတဲ့အတွက်တော့ တကားပိတ်စီးပွားရေးဝါဒဖြစ်နေခဲ့တာစိတ်မကောင်းစွာတွေ့ခဲ့ရပါတယ်။ဒါနဲ့ပဲကျွန်တော်ကိုတဘာဝတရားကြီးကပဲလို့ဆိုပါစို့နိုင်ငံရေးလုပ်ငန်းတွေတဲကိုတွန်းပို့တယ်လို့အလုပ်ခံခဲ့ရပါတယ်။၂008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စနဲ့2010ခုနှစ်နိုဝင်ဘာလယူကောက်ပဲကိစ္စတွေခဏထားလို့ DSC အပစင်ကိုကအင်မတန်ကန့်ထူးတဲ့ညီတော်မောင်ဗိုလ်သိန်းစိန်တမနာဖြစ်လာခဲ့ပါတယ်။သူတက်လာတဲ့အခါတက်မတော်အငိမ့်စားတွေကိုတိတိတသားကြီးလာစာတိုးပေးတဲ့အစီအစဉ်ကြီးတစ်ခုချမှတ်လိုက်ပါတယ်။ ကျွန်တော်ကတော့အငိမ့်စားလက်ကထုတ်တဲ့လုပ်ငန်းစဉ်တွေကင်းဝေးတော့ခဲ့ပြီဆိုတော့အစိုးရရဲ့ကြီးညာချက်ထွက်လာခဲ့ပြီမယ်ပထမတော့ဗာတိပါတာနေခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်မိတ်ဆွေအပေါင်းအသင်းချုပ်ကသူတို့ရဲ့အငိမ့်စားလက်စာနဲ့ပတ်သက်လို့ရန်ကုန်တိုင်းစစ်တပ်နာချုပ်ကဖွင့်ထားတဲ့ချစ်မိုင်လမ်းစုံနာကမှတန်းယုံအဖွဲ့ကွဲမှာသူတို့ကြုံရတဲ့အဖြစ်အပျက်တွေကိုကျွန်တော်ကိုပြပြရင်ကျွန်တော်ရဲ့ပယ်စင်လက်စာတွေကိုလည်းပြန်ထုတ်လို့ရနိုင်တယ်လို့ပြောလာကြပါတယ်တိုက်တွန်းပါများတော့ကျွန်တော်လဲတက်မတော်မှတန်းယုံကွဲကိုတွားခဲ့ပါတယ် အစီအစဉ်တက်ကြညာခဲ့တာတလားလောက်ရှိပေမဲ့အငိမ့်စားတွေကတော့ကြိတ်ကြိတ်တိုးနေကြသေးပဲကျွန်တော်ကလည်းကိုနဲ့ပတ်သက်မဲ့ကောင်တာကိုခက်ခက်ခဲခဲရှာဖွေခဲ့ရပါတယ်အဲ့ဒီကောင်တာမှာတာဝန်ကျတဲ့ဒူးရာခံဖို့တယောက်ကိုကျွန်တော်အငိမ့်စားလာတာထုတ်ခဲ့တဲ့ကလာမထုတ်ဖဲနေခဲ့ရတဲ့ကလာတွေကိုရှင့်တာပြီးရှေ့ချောက်ကျွန်တော်ဖို့အငိမ့်စားလာစာဆက်လက်ထုတ်ယူခွင့်ရှိမရှိမေးမြန်းခဲ့ပါတယ်အဲ့ဒီတုန်းကတော့ကျွန်တော်နဲ့တွေ့ခဲ့တဲ့ဒူးရာခံဖို့တင်မကပါဘူးတာဝန်ယူနေရတဲ့ရရှိရာခံအားလုံးက ဖော်ဖော်ရွရွကြိုးစိုးဆက်ဆံကြပြီးငိမ့်စာလစာတိုးမှနဲ့ပတ်သက်တဲ့ရုံးကိစ္စတွေကို အတက်တရောစောင့်ရပေးခဲ့ကြပါတယ်။ကျွန်တော်အကျဉ်းချတဲ့ကိစ္စဟာရာဇဝဲမှုမဟုတ်ပဲနိုင်ငံရေးကိစ္စဖြစ်လို့ငိမ့်စာလစာဆိုင်ရာဥပဒေအရငိမ့်စာလစာကိုဆက်လက်ထုတ်ယူခွင့်ရနိုင်ကြောင်းကျွန်တော်ကိုအားပေးပြကြခဲ့ကြပါတယ်။ကျွန်တော်တက်မော်ဒယ်မှာရှိခဲ့တဲ့1959ခုနှစ်မှ1989ခုနှစ်အထိအမှုထမ်းသက်၁၈နှစ်အမှုထမ်းစဉ်ကာလမှာ ထပ်ဆောင်ခဲ့ရတဲ့တာဝန်တွေအရတာမန်အထက်လို့သတ်မှတ်ပေးနိုင်မှာပါဒါပေမဲ့1996ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဗိုလ်ကြီးအုံကျော်မြင့်နဲ့နိုင်ငံတော်လွတ်ကျန်မှုမှာအပြားခတ်ခဲ့တဲ့အတွက်ကျွန်တော်တို့ရဲ့စစ်မှုထမ်းခြင်းကိုကျင့်နှက်ဖွယ်မရှိလို့မှတ်ချက်ပြုခံရပါတယ်ဒီလိုနဲ့ကျွန်တော်ရဲ့တက်မတော်မှာတာဝန်ထမ်းဆောင်ရတဲ့အနေထားတာမန်အောက်ကူတာမကတာမန်အနှုတ်အဆင့်အထိရောက်သွားခဲ့ပါတယ်နိုင်ငံရေးကိစ္စနဲ့ထောင်ကြပြီးအငိမ့်စားလှစားနဲ့တက်တောင်းသွားတဲ့အခါမှာအခုလိုသမဏဗိုလ်သိန်းစိန်က တက်မတော့အငိမ့်စားလစာတွေကိုလည်းတို့ပေးမယ်ကျွန်တော်လိုတက်မတော့အငိမ့်စားတွေကိုလည်းလစာဆက်လက်ထုတ်ခွင့်ပေးမယ်ဆိုတော့အနေထားဟာအတိုင်းထက်အလွန်ဒကုန်းနဲ့ကုကပေါ့ဗျာကြာကြာမဆောက်လိုက်ရပါဘူးကျွန်တော်ရဲ့ပင်စင်လစာဆက်လက်ထုတ်ယူခွင့်အမိန့်ကိုမတိုင်းယုံကရရှိခဲ့ပါတယ်အဲ့ဒီအမိန့်နဲ့လူတွေကြိတ်ကြိတ်တုံးနေတဲ့ဗန်ဒစ်ကိုတွားပြီးရုံးကိစ္စတွေကိုအခောက်အခါခါကလုပ်ပြီးတကလားပင်စင်လစာငွေ6000ကျော်ထုတ်ယူခွင့်ပြုတဲ့အမိန့်ရခဲ့ပါတယ်ကျွန်တော်စိတ်ထဲမှာတော့ တဲဟုတ်ပါလားဆိုပြီးသဘောတွေကြလို့ပေါ့လူကျင်တာလဲလှူလို့ရမယ်တာသနီးကြီးတွေကိုလည်းမုံဘူးပေးနိုင်မယ်ဆိုတဲ့အတွေ့အကြုံပါ2010ခုနှစ်ဒီဇင်ဘာလကစလို့ပေါ့ဒီလိုနဲ့2012ခုနှစ်ဧပြီလ1ရက်နေ့မှာကျင်းပတဲ့မိထီလာမြို့နယ်ဂျားပြတ်ရွေးကောက်ပွဲမှာခက်ခက်ခဲခဲရှင်တိုင်ကြီးအနိုင်ရခဲ့လို့ကျွန်တော်ဟာပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့ပါပြီအဲ့ဒီတော့ကျွန်တော်ဟာထိုစဉ်ကလွတ်တော်ကိုယ်စားလှယ်လက3သိန်းအငိမ့်စားလက6000ကျော်နဲ့ တိတ်လိမ့်နေတယ်လို့ထင်စရာပေါ့ကိုစလဲလာကတွေကပထမအကြိမ်လွတ်တော့နှောင်းမိုင်းကာလာကြမှာဆယ်သိန်းဖြစ်လာတာပါဒါပေမဲ့တကယ်တမ်းကျတော့တိတ်တိတ်ညီးခဲ့ပါဘူးစနေတနင်္ဂနွေရက်အားမှာမြို့နယ်ပြန်ပြီးမက်ဆန်နာရှင်တွေနဲ့တွေ့ရတာတွေတော်လာအခက်ရတဲ့ကုန်ကျစရိတ်တွေဟာအားလုံးအိဆိုင်တွေကြီးပါပဲဒါကြောင့်ရတဲ့လာကတွေဟာလတ်တဝက်မှာတက်တက်ကြောင်းတက်ပါတယ်ဒါပေမဲ့ကျွန်တော်ဟာကောတလာမင်းကြီးရဲ့အိမ်မက်၁၆ချက်မှာပါတဲ့နွားကလေးနှုတ်ကို ါကြီးဆိုးဆိုတဲ့အိမ်မက်အရာသားသမီးတွေစီကလည်းထောက်ပံ့ကြေးတွေပုံမှန်ရနေတော့ခံစားပါတယ်ဒီလိုနဲ့2014ခုနှစ်အထိကြောက်လာပါပြီလွတ်တော်ကိုစလဲတယောက်ရဲ့လုပ်ငန်းတာဝန်တွေကျေပွန်အောင်စူးစမ်းဆောင်ရွက်ခဲ့ပါတယ်ဒါအပြင်မိထီလာမှာပေါပေါက်ခဲ့တဲ့အရေးခင်းမှာလည်းပြိပကဖြစ်နေတဲ့နေရာတွေကိုမကြောက်မရွံ့ဝင်ရောက်ပြီးပြဿနာတွေကိုကိုက်တွယ်နိုင်ခဲ့ပါတယ်မိမိဖြစ်တန်းခဲ့ရတဲ့တက်တော်သားဘဝစီးပွားရေးသမားဘဝနဲ့အခုနိုင်ငံရေးသမားဘဝဟာဘဝနီကုန်းကလာကို ရောက်ပြီလို့ ထင်မှတ်နေစမှာမျော်လင်မဲ့ရုံးစက်တစောင်းကျွန်တော်စီရောက်လာခဲ့ပါတယ်စာကတက်မတော်စီးချုံရုံးကစာဖြစ်ပါတယ်စာရဲ့အတိတ်ဘက်ကမှတ်မိတလို့ပြန်ရေးပြရရင်စီးချုံရုံးအကျဉ်းကျတက်မတော်သားများအငိမ့်စားလားစာများထုတ်ပေးရေးအတွက် စီးစီရေးကော်မတီကပြန်လည်သုံးသက်ချက်ရဗိုလ်ကြီးဦးထိန်ကိုလားစာခွင့်ပြုပေးနေတဲ့အငိမ့်စားလားစာထုတ်ပေးခြင်းကိုဤစာရသည့်အချိန်မှစ၍ရဆိုင်ရန်ဆုံးဖြတ်လိုက်ပါကြောင်းဆိုတဲ့စာပါ ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူးအငိမ့်စားလာစာစတင်ထုတ်ပေးတဲ့အချိန်ကစပြီးထိုးစာထုတ်တဲ့နေ့အထိထုတ်ပေးခဲ့ပြီးတော့အငိမ့်စားလာစာငွေစုစုပေါင်း16သိန်းကျော်ကိုလည်းပြန်လည်ပေးသွင်းစီလိုကြောင်းဆိုတာလည်းပါပါတယ်ကြိုက်ပြီလို့စိတ်ထဲကကြုံဝလိုက်ပါတယ်ဒီစကားကတော့ကျွန်တော်ငငယ်ကကြည့်ခဲ့ဘူးတဲ့တာထုရိုက်ခဲ့တဲ့ကာကြီးကစကားထဲမှာမင်းသမီးပေါ့ဆာညမွန်ရဲ့ကျုံဝစကားပါခမခပ်လေးလိုပဲကျွန်တော်ဆက်ပြီးကြီးကျင်ပါတော့တယ်မြန်မာနိုင်ငံကိုဗိုလ်ချုပ်ကြီးနေဝင်ဥထုတ်ကလေးက နှစ်ပေါင်းများစွာကျင့်သုံးလာတယ်။အစိုးရကိစ္စတွေနဲ့ပတ်သက်ရင်ဥပဒေကဒီတို့ဆိုတည်ပင်ဖြစ်စေဆိုတဲ့စကားတွေကိုအကြိမ်ကြိမ်ကျင့်သုံးပြီးဥပဒေတွေကိုအမိတ်ညညာစာတွေကလှမ်းမိုးပြီးကျင့်သုံးလာခဲ့လို့နိုင်ငံဟာလည်းကမ္ဘာအဆင်ရဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။အခုလည်းပဲဥပဒေရနိုင်ငံတာဝန်ထမ်းဆောင်ခဲ့တယ်။အမှုရအရာတဲ့အားလုံးဟာသူတို့နဲ့ထိုက်လျောက်တဲ့အငိမ့်ဆလစာကိုခံစားနိုင်ခွင့်ရှိသည့်ဆိုတဲ့အချက်ကိုလုံးဝမျက်ကွယ်ပြုခဲ့တာပါ။အခုဟာက ကာကွယ်ရေးဝန်ကြီးဌာနဆိုတဲ့ဝန်ကြီးဌာနကလည်းမဟုတ်ပဲသူကဖွက်ခဲ့တဲ့စစ်စီရေးအဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ကျွန်တော်တို့ရဲ့ပိစင်လဆာကိုရဆိုင်လိုက်တာပါနိုင်ငံတော်အဆင့်ကထုတ်ပြန်ထားတဲ့ဥပဒေကိုဌာနတစ်ခုရဲ့လက်အောက်ခံစစ်စီရေးအဖွဲ့ဆိုတဲ့ပုဂ္ဂိုလ်တစုရဲ့ဆုံးဖြတ်ချက်နဲ့အရေးယူခဲ့တာဖြစ်တော့ဖခင်ကအောက်ညောက်ကအထက်ဆိုသလိုဖြစ်နေခဲ့ပြီပေါ့ဒါပေမဲ့ကျွန်တော်ကသူတို့စီကိုဘာမှအကြောင်းမြစာမရေးတော့ပါဘူးအဲ့ဒီစားမင်းတို့ပိစင်မပေးလဲနေစောက်ကွေးမဆိုင်ဘူးကွာ အရင်ကထုတ်ပြီးသားပတ်စံတွေပြန်နောက်တာလဲမပြီးနိုင်ဘူးဟေးလို့ကြုံလာပြီးသူတို့စာကိုလည်းဆွဲဆုပ်ပြစ်လိုက်ပါတော့လေအခုတခါလဲပင်စင်နှစာတွေတိုးညှင့်ပေးတော့မယ်လို့ကြီးညာကြမှာပြီဟိုတုန်းကတော့ဘုသိန်းစိန်အခုတခါတော့ကိုဝင်းမြင့်နဲ့ဒေါ်စုတို့ရဲ့ idea ပေါ့ရှိပါစေတော့မမတ်တော့ပါဘူးကိုနဲ့မဆိုင်တော့ဘူးလို့ပဲသဘောထားလိုက်ပါလေကျွန်တော်တက်မတော်မှာရှိစဉ်ကမိခင်တရင်တနကငါမှာတဆူမှုဖြစ်တာဝန်ထမ်းဆောင်ရင်းတရုတ်မြန်မာအရေးခင်းနဲ့ကြုံခဲ့ဖူးပါတယ် 1969ခုနှစ်ဇူလိုင်လမှာပါမြို့လေကောင်မှာရှိတဲ့လမ်းမတော်လက်တာမြို့နယ်တဝိုက်ကအထက်တန်းကျောင်းတွေကစခဲ့တာပါအဲ့ဒီမြို့နယ်တွေဟာတရုတ်တန်းလို့ရေဘူးရခေါ်ဆိုတဲ့မြို့နယ်တွေဖြစ်ပြီးတရုတ်လူမျိုးအများစုနေကြပါတယ်ဒါကြောင့်အဲ့ဒီကျောင်းတွေမှာလည်းတရုတ်ကျောင်းသားတွေများကြပါတယ်တရုတ်ကျောင်းသားတွေများတယ်လို့သူတို့မိဘဆွေမျိုးတွေကလည်းအဖာစီလို့ခေါ်တဲ့နိုင်ငံခြားသားမျက်ပုံတွေနဲ့နေကြသူတွေဖြစ်ပါတယ်တရုတ်ကျောင်းတွေမှာကျောင်းသားတွေကသူတို့ဆရာတွေတင်တဲ့သမိုင်းမြမစား ထဝီစတဲ့ဘာသာရပ်တွေဟာခေတ်နောက်ပြန်ဆွေးနေတယ်ဆိုပြီးစံနှတ်ပြကြတာပါတင်ငန်းစာအဟောင်းတွေဖဲထုတ်တင်ငန်းစာအသစ်တွေနဲ့စာထိုးစတဲ့လူလာချက်တွေနဲ့ပါကျူးကျော်တန်တွေလည်းပါပါတယ်ပြီးတော့တင်ပေးတဲ့ဆရာတွေကိုလည်းအလိုမရှိဆိုတဲ့ကျူးကျော်တန်တွေလည်းပါတော့စံနှတ်ကြမှုတွေဟာတင်းမာတဲ့အနေအထားရောက်လာပါတယ်အထက်တန်းကျောင်းသားတွေစံနှတ်ပြရတဲ့အကြောင်းရင်းကတော့တရုတ်ပြည်မှာဖြစ်ပွားနေတဲ့ရင်ကျိမှုတော်လိုင်းရဲ့ဂွန်းဆက်တွေပါကွယ်လွန်သူတရုတ်ပြည်ကွန်မြူနတီပါတီဥက္ကဋ္ဌမော်စီတုံးဟာ 1949ခုနှစ်ကစပြီးတရုတ်ပြည်ကိုကိုကျမကိုဖန်တီးနိုင်တဲ့နိုင်ငံတည်အဖြစ်စတင်ဦးဆောင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။တရုတ်လူမျိုးတွေရဲ့ကံကြမ္မာကိုပါတီရဲ့ဥဆောင်မှုနဲ့တိုးတက်အောင်ကြံဆောင်ခဲ့ရမှာရန်ဖန်ရန်ခါထူးခြားဆန့်သစ်တဲ့အတွေ့အကြုံတွေနဲ့အကောင့်ထဲပေါ်လေးရှိပါတယ်။သူတို့ရဲ့အထင်ကရအောင်မြင်မှုတစ်ခုကတော့တရုတ်နိုင်ငံကိုအငတ်ဘေးကကယ်ဆယ်နိုင်ငံကြီးဖြစ်ပါတယ်။အခြေခံစာဝတ်နေရေးကိစ္စတွေပြည်လည်အောင်စူးစမ်းရင်းနဲ့1959ခုနှစ်အကျော်ကာလတွေမှာ တမောင်းတရားပွင့်ပါစေဆိုတဲ့လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့နိုင်ငံရဲ့စစ်မှုကဏ္ဍကိုခုန်ပြန်ကျော်လွှားတဲ့အနည်းနဲ့တိုးတက်လာစေဖို့ပါ။ဒီချိန်ထဲမှာပဲသူ့ရဲ့အဓိကမဟာမိတ်ဖြစ်တဲ့ဆိုဗီယက်ယူနီယံရဲ့အကူအညီနဲ့လည်းစစ်မှုကဏ္ဍတိုးတက်အောင်စူးစမ်းဆောင်ရွက်ခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံရဲ့အခြေခံအဆောက်အဦလို့ခေါ်ရမယ့်အရာတွေမပြည့်စုံတဲ့အတွက်အဲ့ဒီလှုပ်ရှားမှုတွေဟာမအောင်မြင်ခဲ့ပါဘူး။အဲ့ဒီကာလတုန်းကတော့လှုပ်ရှားမှုရဲ့ကျူးကျော်တန်တွေဟာ တရုတ်နိုင်ငံတို့စားဆောင်တွေမှာပြလူပြန်အောင်ပတ်နေခဲ့ပါတယ်။တန်ပေါင်းတရာပွင့်ပါစေအတွေးပေါင်းတရာထွန်းကားပါစေဆိုပြီးတော့ပေါ့တရုတ်နိုင်ငံရဲ့ကကြမာတွေကိုတရုတ်ကွန်မြူနစ်ပါတီကဒီလိုဥဆောင်လာတဲ့အခါမှာ1969ခုနှစ်ကျော်လောက်ကစပြီးဥက္ကဋ္ဌမော်စီတုံးရဲ့အတွေးမြင်တွေပြောင်းလဲလာပါတယ်။ဘလို့ပြောင်းလဲတယ်လဲဆိုတော့ကွန်မြူနစ်ပါတီဟာအာဏာရတာစိတ်နှစ်ကျော်လာပြီးဆိုတော့ပါတီခေါင်းဆောင်အများစုဟာအာဏာကိုယူမှုလာတယ်။အာဏာကိုမမောပြီး ရရှိတဲ့အဆောင်အယောင်တွေကိုတာယာနေကြပြီဆိုပြီးတော့ပေါ့ဒါကြောင့်မို့လို့မစီတုံးဟာပါတီကိုပြန်လဲဖွဲ့စည်းမယ်ဖွဲ့စည်းတဲ့အခါပျက်စီးနေပြီဖြစ်တဲ့လူကြီးကောင်းဆောင်တွေနေရာကိုလူငယ်တွေနဲ့အစားထိုးမယ်ဆိုတဲ့မူဝါဒကိုကင်ဆယ်လိုက်ပါတယ်အဲ့ဒီလှုပ်ရှားမှုကိုပေါ်ဆောင်ဖို့အတွက်မစီတုံးအတွေးခုံများလို့ခေါ်တဲ့စာအုပ်အနီလေးတွေပုံနှိပ်ပြီးတော့ကွန်မြူနီလူငယ်တွေကိုလှုပ်ရှားဖို့လှုံ့ဆော်ခဲ့ပါတယ်အတွေးခေါ်ဟောင်းမှန်တယ်ဖျက်ရှားကြအတွေးခေါ်ဟောင်းကိုဖက်တွယ်တဲ့သူမှန်တယ်ဖျက်ရှားကြဆိုတဲ့မူဝါဒကို အကောင့်ထဲပို့နိုင်အောင်ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ဌာနချုပ်တွေကိုဘုံခွဲဖြတ်စည်းကြဆိုတဲ့လှုပ်ရှားမှုပါပဲ။အဲ့ဒီလှုပ်ရှားမှုကိုရင်ကျေးမှုတို့လန်ရေးလို့ကုတ်တွင်စေခဲ့ပါတယ်။ဒီလှုပ်ရှားမှုတွေကိုစစ်ကြောတဲ့ရွယ်တွေကခေါင်းဆောင်ကြပြီးဟောင်းနှဲ့နဲ့အတွေးခေါ်ရှိမယ်လို့ထင်ရတဲ့စာရွက်စာတမ်းများရင်ကျေးမှုအမွေတွေများအများအပြားဖြတ်စည်းခံခဲ့ရပါတယ်။အဓိကလှုပ်ရှားမှုကတော့အဲ့ဒီတုန်းကတမန်လှုပ်ရှားချင်တဲ့ဇနီးအပြင်လူကြီးတော်တော်များများကိုလည်းဖမ်းဆီးခဲ့တယ်။ နှိမ့်ဆက်ခဲ့တဲ့လေဘင်းကိုဆဆွဲပြီးတစ်မျိုးလုံးကားတွေနဲ့လှပက်လှက်ပြီးအဆက်ရအောင်ဆောင်ရွက်ခဲ့တယ်။တချို့ဆိုရင်အသက်ပါဆုံးရှုံးတဲ့အထိဖြစ်ခဲ့ရပါတယ်။တရုတ်ပြည်ဒေါ်လာရင်းမှာပါခဲ့တဲ့ဝန်ကြီးချုပ်ချွေလန်းကတော့တက်နီတွေနဲ့အကျိတ်နဲ့ဆွေးနွေးပြီးသူတို့လက်ခံလာအောင်ပြောနိုင်ခဲ့လို့ဖယ်ရှားမခံခဲ့ရပါဘူး။ဒါပေမဲ့သူ့ရဲ့ငွေငွေချင်းတင်ဆောင်ပင်းကိုတော့မထင်မရှားစက်ရုံတစ်ခုကိုပို့ပြီးစက်ရုံမှုဖြစ်တာဝန်ထမ်းဆောင်ဖို့ဒဏ်ပေးခြင်းခံရပါတယ်။နောက်တစ်ချိန်မှာတင်ဆောင်ပင်းဟာ အန်အော့ဖွဲ့ရာအနာပြန်ရလာပြီးတရုတ်ပြည်စီးပွားတိုးတက်စေမယ့်အစီအစဉ်တွေချမှတ်အကောင့်ထဲပေါ်ခဲ့တဲ့ပုံကူဖြစ်လာပါတယ်။အဲ့ဒီရင်ကျေးမှုဒေါ်လာရစ်ကိုမော်စီတုံးရဲ့ဇနီးဖြစ်တဲ့မတန်ချန်ချင်းနဲ့တရုတ်ပြည်လုံခြုံရေးတပ်မတော်ရဲ့ခေါင်းဆောင်မာရှယ်လင်းကြောင်အပြင်အခြားပုဂ္ဂိုလ်နှုတ်တို့ကခေါင်းဆောင်ခဲ့ပါတယ်။သူတို့ကိုနောက်မှလေးဦးခိုင်းလို့အမည်ပေးပြီးနှိတ်ကွက်ချင်းခံခဲ့ရပါတယ်။တရုတ်ပြည်မှာအဲ့ဒီလိုရွရွတဲတဲဖြစ်နေတဲ့အချိန်မှာမြန်မာနိုင်ငံမှာလည်းတရုတ်မြန်မာအခြေခံဖြစ်လာခဲ့ပါတယ်။ ဒီရေးခင်းကြောင့်တရုတ်တန်းမှာရှိတဲ့တရုတ်လူမျိုး30လောက်အသက်ဆုံးရှုံးခဲ့ကြရပါတယ်။အဲ့ဒီလိုအသက်ဆုံးရှုံးမှုတွေဟာမြန်မာအစိုးရကကာကွယ်ရမယ်တာဝန်မကျေဘူးလို့ဆွဆဲပြီးတရုတ်ပြည်ကွန်မြူနီပါတီကသူတို့နိုင်ငံမှာယာယီကိုလိုနီတဲ့အဝေးရောက်ဘက်ကပသခင်ဗာသိန်းတင်နဲ့အုပ်စုကိုလက်နက်တက်ဆင်ပြီးမြန်မာပြည်အရှိညောင်ပိုင်းကိုဝင်ရောက်ဖို့တိုက်တွန်းလိုက်ပါတယ်။ကျွန်တော်ကတနက်ကငန်းနဲ့အတူရန်ကုန်မြို့ထဲမှာဖြစ်ခဲ့တဲ့ဆန္ဒပြတဲ့တရုတ်တွေနဲ့မြန်မာတွေပြည်ပကဖြစ်တဲ့အကြောင်းကို ေးချသွားသိညင်ခဲ့ပူပါပါဆန္ဒပြတဲ့အချိန်မြင့်တက်လာပြီးတက်ကြဖက်ကြဖြစ်လာမှကျွန်တော်တို့တက်နဲ့တက်မခွန်ခွန်ကတက်ချုပ်ကိုအသုံးပြုပြီးဆန္ဒပြပွဲတွေကိုနှိမ်နှင်းခိုင်းခဲ့တာပါအခုတင်ကြီးစေးစီယုံဆိုတဲ့နေရာမှာဆန္ဒပြတဲ့ညီမတွေကိုကျွန်တော်တို့တက်ကပြစ်ခတ်နှိမ်နှင်းခဲ့ပူပါတယ်တရုတ်ဆန္ဒပြတဲ့လူငယ်တွေနဲ့ညီမဆန္ဒပြတဲ့လူတွေထိတိုက်တွေ့ဆုံခဲ့တာဟာအဲ့ဒီတော့ငါအစိုးရရဲ့ပုတ်ရှုံမှုဒါမှမဟုတ်တမင်ဖန်တီးမှုလို့ဟိုတော့ကလေးကတန်တရားရှိခဲ့ပူပါတယ် တရုတ်ပြည်မှာရင်ကျင်းမှုဒေါ်လာရေးဆင်ရွက်တာအချိန်ရလာတဲ့အခါနိုင်ငံရဲ့တိုးတက်ဖွံ့ဖြိုးမှုထိခိုက်တာတွေကိုအလေးမထားတော့ဘဲဒေါ်လာရေးအချိန်မြင့်လာတာကိုပဲတရုတ်ခေါင်းဆောင်တွေကကြိနဲ့အားရကြတယ်ထင်ပါတယ်။ဒါကြောင့်သူတို့ရဲ့ဒေါ်လာရေးကိုပြည်ပကိုပို့ဆောင်ပြီး export အနေနဲ့ဒေါ်လာရေးအချိန်မြင့်ဖို့ဆုံးဖြတ်ကြပါတယ်။ဒါကြောင့်မို့လို့မော်စီတုံအတွေးခေါ်များဆိုတဲ့စာအုပ်အနည်းလေးတွေကိုနိုင်ငံခြားမှာရှိတဲ့တရုတ်တန်ရုံတွေကိုပို့ပေးခဲ့ပါတယ်။အဲ့ဒီတန်ရုံကတစ်ဆင့် ဌာနေတရုတ်လူငယ်ကျောင်းသားတွေကိုဖြန့်ဝေပြီးသူတို့နီးသူတို့ဟန်နဲ့လှုပ်ရှားစေခဲ့ပါတယ်။တက်ဆိုင်ရာနိုင်ငံတွေရဲ့ဘာသာစကားနဲ့လည်းပီကင်းရေဒီယိုကတဆင့်နှိုးဆော်တိုက်တွန်းခဲ့ပါတယ်။တရုတ်ပြည်မှာဖြစ်နေတဲ့ရင်ကျေးမှုဒေါ်လာရေးလှုပ်ရှားမှုဆန်ဆန်ဆန္ဒပြမှုတွေဟာဖိလစ်ပိုင်နိုင်ငံမနီလာထိုင်းနိုင်ငံဘန်ကောက်မလေးရှားနိုင်ငံကွာလာလာပူနဲ့မြန်မာနိုင်ငံရန်ကုန်တို့မှာလည်းတကြိုင်နဲ့နှီးပါဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီမျိုးအသေးသေးမှာတရုတ်လူငယ်တွေကိုတရုတ်တန်ယုံကပုံမှန်ဖိတ်ခေါ်ပြီး ရင်ကျေးမှုတော်လှန်ရေးဆင်နွှဲစေဖို့တိုက်တွန်းတာတွေကလည်းတုံးအားပေးတယ်လို့ဖြစ်ခဲ့ပါတယ်။မနီလာဘန်ကောက်ကွာလာလမ်ပူမြို့တွေမှာတရုတ်လူငယ်တွေဆန္ဒပြတာနဲ့တပြိုင်နက်ဒေသခံတွေကလည်းမခံမရနိုင်ဖြစ်ပြီးတံပြန်ဆန္ဒပြမှုတွေဖြစ်လာပါတယ်။ဒါပေမဲ့ပြည်ပကအဆင့်ထိတော့မရောက်ခဲ့ကြပါဘူး။မဖြစ်လို့လဲဆိုတော့အဲ့ဒီဆန္ဒပြတဲ့အဖွဲ့နှစ်ဖွဲ့ကြားမှာလုံခြုံရေးရဲတွေနဲ့ပိုင်းခြားထားလို့ပါ။ထိတ်တိုက်ပြည်ပကမဖြစ်မဖြစ်ခဲ့ကြပါဘူး။ဒါပေမဲ့ရန်ကုန်မှာတော့ပထမဦးစွာ မငြိမ်မသက်ဖြစ်ကစားတော့ကတော့ရဲတွေနဲ့စောင့်ကြည့်တာရှိခဲ့ပေမယ့်နောက်တည့်ရက်မှာတော့အဲ့ဒီလုံကြုံရေးတွေကိုဖျက်ရှားပေးလိုက်ပါတယ်ကျွန်တော်တို့တက်တွေကိုလည်းဘာမှမလုပ်စေပဲစတမ်းပိုင်းနေထားမှာပဲရှိနေစေပါတယ်ဒါကြောင့်မို့လို့တရုတ်လူမျိုးတို့ရဲ့အုပ်စုနဲ့မြန်မာအုပ်စုတို့ထိတ်တိုက်တွေ့ကြတဲ့အခါတက်ကြဖြစ်ကြဖြစ်လာပြီးဖြစ်စဉ်တွေဟာအင်မတန်အယုတ်ဆိုးအကြီးတန်းလာပါတယ်ဆန္ဒပြပွဲတွေအချိန်မြင့်လာတဲ့အခါမှာလုံကြုံရေးတွေကိုရုပ်သိမ်းလိုက်တဲ့အမိန်ဟာတာမန်အမိန်မဟုတ်ပါဘူးပြဿနာကြီးထွက်လာစေအောင် ထန်တီးဖို့လောက်ရတကူလို့ကျွန်တော်တွေးမိပါတယ်ကျွန်တော်တို့တက်ကိုဝင်ဖို့အမိန်ပေးတဲ့အချိန်မှာတက်တာဖြစ်တာတွေလုပ်ပြီးကုန်ပါပြီညုံမှာကြောင်းလန်းနဲ့ကျုံကြီးလန်းတောင်မဟာဗန္ဓုရလန်းနဲ့လက်တန်လန်းတော့ကတရုတ်ဘုံကျောင်းရွှေတုံဖျားလန်းအောက်ဘလောက်မှာရှိတဲ့တရုတ်ကုန်းကြီးညာအတင်းရှေ့ဒီမှာဆိုရင်တက်ဖြတ်ခံရသူတွေကိုကျွန်တော်တို့ရွေးဖို့တွေကပဲသွားပြီးကောက်ရပါတယ်စေယုံကြီးကိုပို့ပေးရပါတယ်ဒီအကြောင်းတွေကိုတရုတ်အစိုးရခေါဆောင်တွေက ထုတ်ပြပြီး ဘကပတွေကိုလက်နဲ့တက်ဆင်ပေးကြတာပါ1968ခုနှစ်ဇန်နဝါရီလ10ရက်နေ့ကစတင်ခဲ့ပါတယ်ကုခိုင်မြို့နယ်အရှိမြောက်ပိုင်းနေဆက်မှာရှိတဲ့မွန်ဂိုတက်စကန်ကိုဘကပတွေက လုံရင်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်စကန်တာဝန်ကန်ဒူဘူမင်းစိန် DSA ကိုခေါဆောင်တဲ့ခလာရ45ကတက်ဆုနှစ်ဆုစကန်ဟာကြာဆုံးသွားပါတယ်ဒူဘူမင်းစိန်နဲ့အခြားအဆင့်ကြာဆုံးပြီးအခြားအဆင့်ချုပ်အပန်းခံရပါတယ်တက်ဆုတက်ချက်ကြီးတင်မောင်အပါဝင် စစ်တီချို့ကလွံ့မြောက်လာကြလို့တိုက်ပွဲအနေထားအသေးစိတ်သိကြရတာပါဆရာတင်မောင်ကကျွန်တော်အပတ်စဉ်ကအတူဆင်းတဲ့လှကြည့်ရဲ့အဖေပါနောက်ပိုင်းရတဲ့သတင်းတွေရဘကပအမကန်တွေပါပါတယ်သူတို့နဲ့အတူတရုတ်နိုင်ငံကအချို့ဟာဘကပယူနီဖောင်းနဲ့ဝင်ရောက်ပြီးတိုက်ပွဲမှာပါဝင်ခဲ့ပါတယ်သူတို့ဝင်ကားစားကတရင်ကြီး303နဲ့404ဆိုပြီးဖွဲ့စည်းဝင်ရောက်ခဲ့တာပါခေါဆောင်တွေကတော့ခေမောင်ကြီးရဲဘော်ကျမ်းမောင် ရန်ကွမ်းခေါ်နေဝင်းစတဲ့အဝေးရောက်ဘက်ကပ်ပါကောင်းဆောင်တွေဖြစ်ပါတယ်။ကချင်ပြည်နယ်မှာတော့စကုံးတိုင်ရင်ကောင်းဆောင်တဲ့ဘက်ကပ်ပါတရင်ကြီးတရတိတ်ကဝင်ရောက်တိုက်ခိုက်ပြီးနေမြေတွေတိမ့်ပိုက်လိုက်ပါတယ်။ကျွန်တော်ဟာ1969ခုနှစ်မှာဖြစ်ခဲ့တဲ့တရုတ်မြန်မာအရေးခင်းကိုလည်းကိုယ်တိုင်ကြုံခဲ့ဘူးလို့သူ့ရဲ့အကျိုးဆက်တွေကဘာတွေများဖြစ်လာလိမ့်မလဲလို့အမြဲတမ်းတွေးတောပုံနေမိပါတယ်။1968ခုနှစ်ဇန်နဝါရီလတနေ့ကစပြီးဘက်ကပ်ပါတွေဟာရှမ်းပြည်နယ်အရှိတ်မြောက်ဒေသကို အလုံးကြီးနဲ့ကျူးကျော်ဝင်ရောက်လာခြင်းဟာကျွန်တော်တွေးပူသလိုဖြစ်ခဲ့တယ်လို့ဆိုချင်ပါတယ်။အဲ့ဒီတုန်းကကျွန်တော်ဟာအသက်29နှစ်ပဲရှိပါသေးတယ်။ဒါပေမဲ့ကျွန်တော်ဟာမြဝကျုံပေါ်ပကိုးရုံမှာရခိုင်ရုံမှာအရှိချမ်းနဲ့ယခုဘကပ်ပတ်တွေဝင်ရောက်နေတဲ့ကုတ်ခန့်ညွန့်တွေမှာစစ်စင်ရေးတွေဝင်ပူးတဲ့အတွက်မြန်မာနိုင်ငံရဲ့လုံခြုံရေးနဲ့ပတ်သက်ရင်ခြုံငုံစဉ်ဆက်တတ်တဲ့အလေးထားရှိနေပါပြီ။ဒါကြောင့်မွန်ဂိုကိုဘကပ်ပတ်ဝင်တိုက်တဲ့တဲ့ရင်ကြားခဲ့ကနိုင်ငံရဲ့အနာဂတ်မှာ ဘာတွေများဖြစ်လာမလဲပိုဆိုးဝလာတော့မယ်ဆိုတော့စိုးရင်စစ်တွေနဲ့တခါတရံအိမ်ပြော်တာတွေရှိခဲ့ပူပါတယ်1969ခုနှစ်မှာစစ်ရုံးကိုရောက်တဲ့အချိန်မှာတော့တနင်္ဂနွေလရဲ့လက်နက်ကင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီးပိုပြီးတည်လာရပါတယ်1968ခုနှစ်ကစပြီး1990ခုနှစ်နှစ်လလောက်ထိကျွန်တော်တို့တပ်တွေအလူးလဲခံခဲ့ရပါတယ်ဒေသခံတက်ဖြစ်တဲ့ကလရ45ကချင်သုံးတို့နဲ့မလုံလောက်လို့ပဲတမကိုကိုကတရင်ဆိုင်ရင်ပို့ပြီးစစ်ကူပေးခဲ့ရပါတယ် ဒါပေမဲ့အခြေအနေကောင်းလာပါဘူးကျွန်တော်တို့တက်တွေခံရပြင်းရင်ခံရရင်ပါပဲတက်မှကိုကိုကမခံရတဲ့တက်မရှိတလို့ပါပဲကြဆုံးတဲ့အခြားစင်စစ်တီတွေကိုတော့မပြောနဲ့ဘုံနဲ့ဘုံမှုဆိုတဲ့အရာရှိတွေလည်းကြဆုံးထံရရအဖမ်းခံရဆိုတဲ့ဖြစ်စဉ်တွေဒုနယ်တေးဖြစ်လာခဲ့ပါတယ်ခလာရ30ဆိုရင်တရင်မူဒုပုမူကြီးအဆင့်တောင်ကြဆုံးသွားခဲ့တာပါခမရ103ဆိုရင် တက်ပြက်လူမတဲ့ချင်းမုံခံခဲ့ရပါတယ်စစ်စင်ရဲ့အစမှာဥမထောင်နိုင်တဲ့အဓိကချက်က ျွန်တော်တို့တက်တွေဟာပဲခူးရုံမှာကရင်ပြည်နယ်စတဲ့ဒေသတွေမှာတောက်ကြားစင်နီးပြည်ဝနဲ့လှုပ်ရှားတက်ခတ်ခဲ့ကြရတာပကပတွေဆင်းနေလာတဲ့ထိုးစစ်ဟာတမယိုးကြစင်နီးပြည်ဝဖြစ်တဲ့အတွက်စင်နီးပြည်ဝမကြောက်ကြင်မှုကြောင့်ထိတွေ့လိုက်တိုင်းကိုဘက်ကအကြဆုံးညားခဲ့တာပါ1992ခုနှစ်ကစပြီးပဲခူးရုံမှာပကပဘဟုကြဆုံးသွားတဲ့အချိန်ကစပြီးတမခွန်ခွန်ကိုအရှိတ်မြောက်ဒေသကိုစစ်ကူပို့ပေးခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးပကပထိုးစစ်တွေဟာထင်တိုင်းပေါက်တော့ပဲ တက်မတော်ကစီရရလက်ဦးမှုယူနိုင်တဲ့အထိအောင်မြင်မှုတွေရလာခဲ့ပါတယ်။ကျွန်တော်ဟာစေယုံမှနေပြီးဘကပတ်တွေနဲ့ထိတွေ့တဲ့ဖြစ်စဉ်တွေကိုအထူးပြုလေ့လာရပါတယ်။သူတို့ရဲ့စိတ်နှီးပြူဟာတွေကိုရောသူ့ဘက်ကိုယ့်ဘက်အခြားဆုံးတွေရောစည်ရင်စရာပြုစုခဲ့ရတိုင်းနှုံးသားအထိနာကျင်ဝေဒနာတွေခံစားခဲ့ရပါတယ်။1986ခုနှစ်စေယုံကပြောင်းတဲ့အချိန်မှာဘကပတ်တွေညမပြည်တဲ့ကိုဝင်လာရှင်းနေကြောက်ခဲ့ပါပြီ။အဲ့ဒီကာလမှာပန်ကျုံးတိုက်ပွဲ မုံပေါ်တိုက်ပွဲကွမ်းလောင်တိုက်ပွဲဆက်တဲ့တိုက်ပွဲကြီးတွေဖြစ်ပွားခဲ့ပါတယ်ကိုဘက်ကအကြာဆုံးတင်မဲ့အရာရှိအရာကန်အကြက်တသားပေါင်းတောင်းကနန်းကျော်ခဲ့ပါပြီကျွန်တော်တက်ကထွက်တဲ့အခါမှာလဲတိုက်ပွဲကြီးတွေအညာအများဖြစ်ခဲ့တာသိနေပါတယ် CC1 တာဗန်တိုက်ပွဲမူဆယ်နန်းခမ်းတိုက်ပွဲတရန်အရှိချမ်းစင်ရီကွင်ဆက်တဲ့နေရာတွေမှာတက်မတော်တရင်တစ်ဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကိုလဲတက်သေးကကျွန်တော်မိတ်ဆွေများထံမှတစ်ဆင့်သိလာခဲ့ပါတယ်အဲ့ဒီတည်နှွေနဲ့အတူဘကပရဲ့စီယုံမှုကြောင့် ုကန့်လူမျိုးတွေဝါလူမျိုးတွေကလည်းတပ်ဖွဲ့တွေဖွဲ့စည်းပြီးဘကဘထိုးစစ်တွေမှာခြေတန်းကပါလာခဲ့ပါတယ်။သူတို့ဟာတက်ကြွပြီးရဲကြီးနဲ့တိုင်းသားတွေမို့တိုက်ပွဲတွေမှာခြေတန်းကတက်ပြီးပါဝင်လေးရှိလို့အကြအဆုံးများခဲ့တယ်ဆိုတာလည်းသိရပါတယ်။အဲ့ဒီလိုနေရာက1988ခုနှစ်မှာပြည်တွင်းမှာရှစ်လေးလုံးရေတပ်ပေါ်ဖြစ်တာနဲ့အတူဝါဒေတာမှာလည်းဘကဘကိုတော်လန်တဲ့လှုပ်ရှားမှုတွေဖြစ်ပေါ်လာပါတယ်။နောက်ဆုံးမှာဘကဘခေါင်းဆောင်တွေကိုအသာတကြီးဖမ်းဆီးပြီး တရုတ်ပြည်ကိုပြန်ပို့တဲ့အတွက်ဘကပရဲ့စစ်ကူးရင်အမတ်တွေဟာတိုကျပျက်စီးသွားခဲ့ပါတယ်။ဒီဖြစ်စဉ်ဟာ1968ခုနှစ်နှစ်ဦးကစပြီး1988ခုနှစ်ဘကပပြိုကွဲတဲ့အထိနှစ်ပေါင်း20ကြာခဲ့ပါတယ်။ဒီဖြစ်စဉ်တွေကိုအကြမ်းဖျင်းရေးပြနေရတဲ့အကြောင်းရင်းကတော့အရှိတ်မြောက်ဒေသကတိုင်းရင်းသားများဘလောက်ထိစစ်ဘေးစစ်တမ်းခံခဲ့ရတယ်ဆိုတာကိုသိစေချင်တာပါ။ထောင်သားမကသောတပ်မတော်သားတွေဣတီတလုံခြုံရေးအတွက် အသက်ဆုံးသွားကြတယ်ဆိုတာတွေကိုလည်းသိစေချင်လို့ဖြစ်ပါတယ်။လားတို့ပဲတစ်ဖက်အဖွဲ့မှာပါပြီးတက်မတော်စကြောင်းတွေနဲ့ရင်ဆိုင်တိုက်လို့ကြာဆောင်သွားရတဲ့တိုင်းရင်းသားအကြီးတက်ကလည်းထောင်တောင်းမကရှိခဲ့ပါတယ်။တကယ်တော့သူတို့ဟာလည်းကိုယ်နိုင်ငံသူနိုင်ငံသားများပါပဲ။ဒီမှာထက်ပြေးထောက်ပြချင်တာကဒေသခံပြည်သူလူထုဒုက္ခရောက်ခဲ့ကြတာတွေထောင်တောင်းမကတော့တက်မတော်သားတွေနဲ့ဘကပတက်ဖွဲ့ဝင်လို့ဆိုတဲ့တိုင်းရင်းသားတွေအသက်ဆုံးကြာဆုံးခဲ့တာတွေကိုဖန်တီးတဲ့အဓိကလက်တဲဟာ အဝေးရောက်ဘကဘကောင်းဆောင်တခင်ဗတ်တိုင်းတင်တဲ့အပေါင်းပါတို့ရဲ့အကြံစီနဲ့လို့ရတွေ့ကြောင်ဖြစ်တယ်ဆိုတာထောက်ပြချင်တာပါဒီနေရာမှာဥနေဝင်အကြောင်းပြောပဲခဏချန်ထားလိုက်ပါဦးမယ်ဘကဘတွေကြွကြော်တာဟာတစ်ဖက်နိုင်ငံကလူအင်အားပစ္စည်းအင်အားတွေရယူပြီးတိုက်ခိုက်ကြလို့အခုလိုဒုက္ခတွေခံစားနေကြရတာပါနိုင်ငံကိုဥနေဝင်ကပြစ်စလက်ခက်ကင်ရွယ်ခဲ့ပေမယ်ဘကဘကိုရင်ဆိုင်ရမှာတော့ပြပအကူညီပါပဲပြည်တွင်းအင်အားနဲ့ပဲရင်ဆိုင်တွန်းလှန်ခဲ့တယ်ဆိုတဲ့အချက်ကိုတော့ ဖော်ပြရပါမယ်။နည်းနည်းလေးတော့ကြာနေပါပြီ။အထက်မှာတင်ပြခဲ့တဲ့နိုင်ငံကိုဒုက္ခဝေစီခဲ့တဲ့ပုဂ္ဂိုလ်တွေကိုအမုန်းတင်တဲ့ဆောင်းပါးတွေသူရဲကောင်းအာဇာနည်တပွဲချီးကျူးရေးသားတဲ့ဆောင်းပါးတွေတွေ့လာခဲ့ရပါတယ်။အလားတူပဲမလ28ရက်နေ့ကိုသူရဲကောင်းအာဇာနည်နေ့တပွဲရေးခဲ့ကြတာကိုလည်းသတိပြုမိပါတယ်။မီဒီယာလွတ်လပ်ခွင့်အထိုက်အထောက်ရနေတဲ့ဒီလိုခံမျိုးမှာဘသူ့အကြောင်းရေးရေးခွင့်ရှိပါတယ်။မီဒီယာလွတ်လပ်ခွင့်ရဲ့အခွင့်အရေးတကူဆိုတာလဲကျွန်တော်သဘောပေါက်ပါတယ်။ ဒါပေမဲ့သဘောတရားကြီးဆိုတဲ့အလံလွင့်ထုတ်ပြီးသူတို့ဆောင်ရွက်ခဲ့တဲ့ဖြစ်ရပ်တွေဟာနိုင်ငံနဲ့ပြည်သူလူထုကိုဘလောက်ဒုက္ခပေးခဲ့တယ်ဆိုတာအခုခေတ်မျိုးဆက်သစ်တွေမသိမိကြတော့ပါဘူး1959နှစ်ဝန်းကျင်မှာအေရိုတိုင်းအင်ကူမျိုးနယ်ကကွင်းကောက်ဆိုတဲ့ရွာမှာလက်နက်ကင်ပဋိပက္ခမှာအဓိကပါဝင်တဲ့တခင်တန်းထွန်းရဲ့နှစ်ဖြူရဲဘော်ဖြူနဲ့တခင်စိုးကြီးတို့သုံးပါတီဆွေးနွေးပွဲတွေပြုလုပ်ကြပါတယ် အဲ့ဒီဆွေးနွေးပွဲကိုလာတဲ့သခင်ဆိုးကြီးဟာတူလာရလမ်းတစ်လျှောက်မှာပျက်စီးနေတဲ့မြို့တွေရွာတွေလမ်းသားထားတွေအပြင်မီးလောင်တက်ကြနေတဲ့အပြက်စီးပုံတွေကိုတွေ့တဲ့အခါမှာနောင်တစိတ်နဲ့အတူသူရေရွတ်ခဲ့တာတွေရှိပါတယ်ဘလို့လဲဆိုတော့ဒီလိုပျက်စီးပြီးလူတွေဒုက္ခရောက်ခဲ့ကြတာတွေရဲ့တရားခံဟာကျုပ်တို့ပါပဲဗျာကျုပ်တို့တရားခံပါဆိုပြီးတဖက်ဖွာရွတ်လာခဲ့ပါတယ်တဲ့သခင်ဆိုးကြီးလိုပုဂ္ဂိုလ်တော်ပြည်တွင်းစစ်ကြောင့်အပြက်စီးတွေမြင်တဲ့အခါနောင်တတရားနဲ့ရေရွတ်ခဲ့တာဟာ ပြည်သူကိုစားခန်းစားခဲ့ရတဲ့စိတ်ကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့ရှိုင်းပြည်နယ်အရှိညောက်ပိုင်းကုတ်ခိုင်ဒေသ၊ကွမ်းလုံဒေသနဲ့တန်လွင်ညက်အရှိချမ်းနေရာတွေမှာနှစ်ပေါင်း၂၀ဒုက္ခရောက်အောင်ဖန်တီးခဲ့တဲ့ပုံကိုယ်တွေကိုသူရဲကောင်းတပွဲမှုန်းပြီးရေးသားနေကြတာ။မီဒီယာလုံးလက်ခွင့်ဆိုတဲ့အရေးအဝတ်ကိုလက်တဆုံနှိုက်ပြီးအမျက်ထုတ်နေကြတာလို့ကျွန်တော်မြင်ပါတယ်။ဒီတဲ့မှာကကျွန်တော်စိုးရိမ်မိတာကညမပြည်တမိုင်းကိုဟုတ်တိပတ္တိမတိနားမလဲတဲ့လူငယ်မျိုးဆက်တွေဟာဒီလိုပုံကိုယ်တွေအကြောင်း ေးထားတာတွေကိုဖတ်ပြီးသူတို့ကိုသူရဲ့ကောင်းမြတ်တဲ့ဖွဲ့ထိမှန်မှားကြရင်ဖြင့်ကိုဂျိုးနေရကြည်ရဲ့လို့ဆိုတဲ့စိတ်ဖြစ်ပေါ်လာခဲ့ပါတယ်။ကျွန်တော်ကထောင်ထဲမှာအနည်းငယ်ကြော်နေခဲ့ရတယ်ဆိုတော့ထောင်ထဲမှာလူတန်းစားနှုတ်ဆုံနဲ့ကြုံဆုံခဲ့ရပါတယ်။ဖုန်ကြီးတွေ၊ကျောင်းသားတွေပါတီအသီးသီးကပုံကိုယ်တွေအပြင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကထောင်ချလာတဲ့သူတွေနဲ့စုံခဲ့ပူပါတယ်။သူတို့ထဲမှာအန်အော့ဖ်ဝဲရအတွေးခေါ်တွေကိုအခုထိဆွဆွမြဲမြဲစုကင်ထားတဲ့သူတချို့နဲ့တွေ့ခဲ့ရပူပါတယ်။ ျွန်တော်နိုင်ငံလွတ်လပ်ရတာနှစ်ပေါင်း90ရှိပါပြီ။သူတို့နဲ့တွေ့တုန်းကတော့64 65 66ရက်တွေလောက်ဖြစ်မှာပေါ့။အန်အော့ဖော်ယာသူတို့ရဲ့အတွေးခေါ်ကမြန်မာနိုင်ငံဟာလွတ်လပ်ရေးတကယ်မရသေးဘူး။ဘာကြောင့်လဲဆိုတော့တက်ယူရတဲ့လွတ်လပ်ရေးမဟုတ်လို့ပါတဲ့။အန်အော့စရာမကောင်းဘူးလား။ဒီလိုဆောင်းပါးတွေကိုဖတ်တဲ့အခါမှာသူတို့ရေးကြတဲ့ပုံကိုယ်တွေအကြောင်းတော်တော်များများကိုကျွန်တော်သိပြီးသားပါ။ကျွန်တော်စေယုံကိုရောက်တော့မိမိတဲ့အင်္ဂါစင်နဲ့ရန်သူတွေရဲ့အင်္ဂါစင်တွေကိုမှတ်မိအောင်လေ့လာရပါတယ်။ ဥပမာခလာရ95ဆိုရင်မန္တလေးခလာရ20ဆိုရင်စစ်တွေ ကချင်5ဆိုရင်ရှမ်းပြည်နယ်တောင်ပိုင်းကတာလီဓာတ်နှုတ်တွေပေါ့ရန်သူဆိုရင်လည်းကြားပြည်နယ်မှာဆိုရွှေအေးပိုးနယ်ဆိုရင် အောင်ခန်းတီနယ်တာကလေးပဲခူးယုံမှာဆိုရင်ဘကပဘဘကတခင်စင်တခင်ချစ်စသဖြင့်ပါဒါကြောင့်ပြပရောက်ဘကပဘဘဆိုရင်လည်းတခင်ဘတိုင်းတင်တခင်တင်ထွန်းခင်မောင်ကြီးဘိုးချင်းမောင်စတဲ့ပုဂ္ဂိုလ်များအကြောင်းပေါ့တလောကဆိုရင် ဘကပဘဘကရဲဘော်ထဲကိုအလွန်အကျိုးချီးမွမ်းတဲ့စောင်းမတစောင်းဖလိုက်ရပါသေးတယ်။အဲ့ဒီလိုပုံကိုယ်လေးကိုအမွန်းတင်တဲ့စောင်းမတွေကိုဖက်ရပါများတော့စိတ်ထဲမှာဖြစ်လာတဲ့အတွေးကချစ်ကြောက်တွေညာရင်နူးနေသလားလို့ပေါ့။အမားအမှန်ဝေဖန်ပန်းချနိုင်ပေါ့ပါ။